ดนเนี่ยคุยพี่แบบชัดจังเลยจะไนมาตีลาบ้างเลยสอ ဟိုကို့တိုက်ခတ်လို့အာငါအရင်တိုက်ခတ်နေပြီငါတမင်းမစားနိုင်တော့ငါဘွားကြီးကသွားပြီးအဲ့လိုမျိုးနေမဲ့ဆိုအဲ့လိုခွီးပြီးပဲတင်းနေပေါ်တိုင်းနဲ့ခွီးပြီးပဲမိတ်ပြီးဖြတ်တက်လိုက်တယ်။မှန်လို့ပဲပေါ့သူငါ့ကိုဒီလိုဆက်ဆံငါလည်းဒီလိုပြန်ဆက်ဆံမယ်။ဒါပေမဲ့ရွယ်ချက်ရှိရတယ်ရွယ်ချက်မရှိရတယ်တူတာပေါ့နော်။ဥမာဟိုကို့အပြူသဘောနဲ့စောင်းပြီးတော့ဟိုအကြံပေးတဲ့ပုံစံမျိုးနဲ့ပြောတာလားဒါမှမဟုတ်တမင်းဝုန်းတာလားဝုန်းတယ်လို့ဆိုရင်တော့ကိုကဆယ်သပြန်ဖုန်းမယ်။အဲ့လိုပေါ့နော်ဟိုအတူအပြတ်တွေဝတ်လို့ရှိရင်ယောက်ျားတွေကတို့တို့အတွက်ဝတ်လာတာလားအဲဒါတွေကိုကြည့်ပြီးမဟုတ်ဘူးတကယ်ကဝတ်ချင်တာကို့အတွက်ကိုဝတ်တာ ကိုကို confident ဖြစ်ခြင်းလို့ဒီအတူပြတ်ဝက်တိုင်းဟိုသူတို့အတွက်ဝက်လာတာမဟုတ်ဘူးကွာအများသောအားဖြင့်ကတော့ဒီ emblem မှာကောင်မလေးတော်တော်များများတော့ဝက်ကြတာပေါ့နော်သူ့နေရာနဲ့အလိုက်ဝက်ကြတဲ့ပုံမှာတော့ကျကျကတော့အားပေးတယ်ဟိုဝက်ကိုယ့်ရဲ့ဝစားစီရင်မှုကမိသူတူတူတယောက်ကမှမထိခိုက်ဘူးမိသူတူတူတယောက်မိသားစုဘဝမှာမဖြတ်စည်းဘူးဆိုရင်တော့ဒါကိုယ်ဝက်ချင်တာဝက်လို့ရတယ် ဒီလိုပါပဲအဓိကတော့တိတ်မြက်လောက်တာဆိုတော့လေတိတ်မြက်လေးနဲ့ညီရောသွားတာပေါ့နော်ဂျက်စီလည်းတယောက်တည်းသွားရတဲ့ပွဲရှိတယ်လို့ဂျက်စီတိတ်မြက်သွားရတဲ့ပွဲလည်းရှိတယ်အဓိကတော့ဒီတိတ်မြက်ညီလို့မလို့ဂျက်စီကိုအဲ့လိုမျိုးဟိုချုပ်ကုံကြီးရဲ့အဲ့လိုမျိုးဟို year end ဟိုဟာ anniversary ပွဲတွေ wedding ပွဲတွေ event ပွဲတွေများသောအားဖြင့်သူတို့အပြင်ပွဲလေးဆိုရင်လူတွေကဒါချစ်ချစ်တို့အဖွဲ့ကိုရုံချစ်ချစ်နဲ့အလုပ်အပ်ပြီးတော့ဒါငှားကြတာပေါ့နော်အဓိကတော့ဒီတင်းမော်ကောင်းလို့ပါဟုတ်အဲအဲ့တော့ပြောတာပေါ့နော်များသောအားဖြင့်ချစ်ချစ်တို့ဒီလိုမျိုး hotel တွေဒီ lobby တွေမှာဆိုလို့ရှိရင် မဖြောပြေဖူးတဲ့ခစ်ပေါ့ကျစီကိုများသွားပြေဒီ site site တွေမှာပဲဘားတွေမှာပဲဖြောပြေအဲ့လိုမျိုးအမှတစ်ဆင့်အဲ့လိုမျိုးလေးဟို upgrade ဖြစ်သွားပြီးတော့ဒီလိုမျိုးပွဲတွေမှာပေါ့နော် event ပွဲတွေမှာဖြောပြေရတဲ့ပုံမှာတော့ဟိုစိတ်လှူရှားမှုတော့ရှိရပါတော့ဒါပေမဲ့ဒီစိတ်လှူရှားမှုဖြောက်ပြီးတော့အော်ဒါငါတို့ site မှာဖြောပြေနေသလိုမဟုတ်ဘူးပွဲတွေမှာလိုမျိုးခန်းခန်းနာနာနဲ့ဖြောပြေနေရဆိုတော့စိတ်ကလေးထည့်ပြီးတော့ပဲအဲ့လိုတသက်ရက်ကလေးပဲဖြောပြေလိုက်တာများပါတယ်ဟုတ် ไอ้เดนเนี่ยคุยพี่แบบชาติอะไรท์จะมาอีลาบเราเลยสอ ဟိုကို့တိုက်ခတ်လို့အာငါအရင်တိုက်ခတ်နေပြီငါတမင်းမစားနိုင်တော့ငါဘွားကြီးကသွားပြီးအဲ့လိုမျိုးနေမဲ့ဆိုအဲ့လိုခွီပြီးပဲတင်းနေပေါ်တိုင်းနဲ့ခွီပြီးပဲမေ့ပြီးဖြတ်တန်းလိုက်တယ်။ဟိုတကယ်တော့အကြောတင်တာမဟုတ်ဘောနော်ပုံစံကဘယ်လိုပြောမလဲ။အမှန်လိုပဲပေါ့သူငါ့ကိုဒီလိုဆက်ဆံငါလည်းဒီလိုပြန်ဆက်ဆံမယ်ဒါပေမဲ့ရွယ်ချက်ရှိရတယ်ရွယ်ချက်မရှိရတယ်တူတာပေါ့နော်ဥမာဟိုကို့အပြူသဘောနဲ့စောင်းပြီးတော့ဟိုအကြံပေးတဲ့ပုံစံမျိုးနဲ့ပြောတာလားဒါမှမဟုတ်တမင်ဝုန်းတာလားဝုန်းတယ်လို့ဆိုရင်တော့ကိုယ်ဆဲကပြန်ဝုန်းတယ်ကို့အပြူသဘောနဲ့ဟိုအကြံပေးရဆိုရင်တော့ကျစရာအဲ့ဟာလည်းလက်ခံပါတယ်ဟုတ်အကြောတင်တာမဟုတ်ပါဘူး ဲ့လိုပေါ့နော်ဟိုအတူပြတ်တွေဝတ်လို့ရှိရင်ယောက်ျားတွေကတို့အတွက်ဝတ်လာတာလားအဲဒါတွေကိုကြည့်ပြီးမဟုတ်ဘူးတကယ်ကဝတ်ချင်တာကို့အတွက်ကိုဝတ်တာကို့ကို confident ဖြစ်ချင်လို့ဒီအတူပြတ်ဝတ်တိုင်းဟိုတို့အတွက်ဝတ်လာတာမဟုတ်ဘူးကွာဟိုတို့တို့ပါဇက်ကလည်းအဲ့လိုမျိုးပြောချင်တယ်လို့ပြောလို့ပါဇက်တရမ်းလို့မရဘူးစစ်လို့အများတစ်ခါကျတော့ mic စင်ပေါ်ကနေ mic နဲ့လှမ်းကောက်ပေါက်မဲ့အဆင်ထိတာဖြစ်မိတာရှိတယ်ကာရီဗီအားကြအဲမဟုတ်တယ်ကာရီဗီနဲ့လေအဲ့လိုမျိုး လမ်းပေါက်တဲ့အဖြစ်တော့ဒါပေမဲ့အော်ကိုကဟိုတစ်ဖက်ကလည်းကိုယ့်ရဲ့ဟို customer လည်းဖြစ်နေတယ်ဒါပေမဲ့မိတ်လည်းမပြတ်ချင်တော့ဒီလိုလေးပဲပေါ့အပြုံးလေးနဲ့ပဲပေါ့နောက်ွယ်မှာဆဲတာပေါ့ဒီဟာဘာလို့ငါအဲ့လိုပြောရလဲပေါ့ပြရမလားအများသောအားဖြင့်ကတော့ဒီ emblem မှာကောင်းပါလေးတော်တော်များတော့ဝစ်ကြတာပေါ့နော်သူ့နေရာနဲ့အလိုက်ဝစ်ကြတဲ့ပုံမှာတော့ဒီကျတော့အားပေးတယ်ဟိုဝစ်ကိုရဲ့ဝစားစီရင်မှုကမိသူတူတယောက်ကိုမှမထိခိုက်ဘူးမိသူတူတယောက်မိသားစုဘဝမှမဖြတ်စည်းဘူးဆိုရင်တော့ဒါကိုဝစ်ချင်တာဝစ်လို့ရတယ်ဒီကျတော့အလိုပဲဝါဖြစ်ဟုတ် အော်ဒီလိုပေါ့နော်ကျေးဇူးတို့ဘုရားသွားရင်ထမိန်နဲ့ရင်ပုံဝေးရသလိုကျေးဇူးတို့ဘားသွားလို့ရှိရင်လည်းဘားနဲ့လိုက်ဖက်တဲ့ ဟိုဒီဝက်ဆာ office ကဝေးရပါဘောနော်ပို့ဆိုတာကျေးဇူးတော်စင်ပေါ်ကလူတွေဆိုတော့အားလုံးရဲ့အမြင်မှာတင့်တယ်အောင်အားလုံးအမြင်မှာဟိုပေါက်အောင်ဖျောက်အောင်တော့အနည်းဆုံးတော့ဝတ်ပြရတာဘောနော်အဲ့လိုမျိုးအတူအပြတ်တွေဝတ်တိုင်းသူကအဲ့လိုမကောင်းတဲ့မိန်းမမကောင်းတာလုပ်စားရလို့တပြောက်လို့မရအောင်ထမိန်နဲ့ရင်ပုံးတွေဝတ်ပြီးတော့စောက်ကြည့်ရုံနဲ့ကောင်းမလိုက်လည်းအများကြီးပဲလေဟုတ်တယ်မလားညရိုင်းဝါမ်းမသိ sorry အဲ့မှုရပါသွားတယ်အဲ့ဆိုမဆိုင်ပါဘူးကိုကျင့်တရားကတော့ဒါကိုနဲ့တည့်ရဲ့ပတ်ဝန်းကျင်ရှိမယ်ကိုကိုကျင့်တရားကတော့ဆွမ်းနာပြောလို့ဘောနော်ဟုတ်ရင်ပုံမယ်ပုံရင်ကြော်မယ်ဒါပါပဲ ဆိုတော့တချို့တွေကခုလိုပွဲဆိုရင်မှတည်တာကျစိတ်ဆိုเนาะဟုတ်ဟိုရွေးချယ်ပြောရွေးချယ်ပြောဝေးရတာဟုတ်ဟုတ်ဒီ client ကပြောတာဒီသူတို့ရဲ့ things အကြောင်းလေးပါဝတ်ခဲ့ပါဆိုတော့နည်းလုံးလုံးချင်းချင်းလေးဝတ်ဖြစ်တာပေါ့နော်အဲအားကြောင့်လေသူတို့မွေးတဲ့ကတချို့ရကြတယ်ထမင်းစားပေမဲ့လေထမင်းစားပြီးကြီးရလူမဟုတ်ဘူးသိရမလားထမင်းသာစားနေရဘလို့လူမျိုးလဲကျစီတို့ဆိုတော့ဘုရားသွားရင်တော့မှနည်းနည်းလေးတူရင်တော့မှအဲ့လိုမျိုးခေါပကကနေထမင်းလေးပါတယ်ငားပြီးတော့တက်လိုက်တယ်သူများကြီးဆိုအခုတွေ့ပါတယ်အခုနောက်ပိုင်းဆိုအဲ့လိုမျိုး ဒီရင်ပြတ်နဲ့တတ်တာတို့ဖះဘောအဲ့လိုအသားကပ်ပေါင်းမြင်နဲ့တတ်တာအဲ့ဒါကြီးကြတော့နည်းနည်းဗုဒ္ဓဘာသာတရားနေနေကြမသိတော့ဘူးလို့ထင်နေပေါ့နော်ဟုတ်ဆိုတော့ဖះဘောတတ်တယ်ဟမ်ဖះကတတ်တယ်လေဖះကတော့ပြီးခဲ့တဲ့ခါမှာညောင်ရင်သွဲမှာလောင်းလိုက်တယ်ဖះကတော့အမြဲတော့မသွားပြစ်ပေါ့ဒါပေမဲ့စိတ်ထဲမှာတော့ဖះတရားနဲ့ရှင်မိနေပါလေ